မေရိကန်နိုင်ငံမှာအကြီးမားဆုံးထောက်လှမ်ရေးအဖွဲ့ FBI ရဲ့ Trader ဖြစ်လာတဲ့ပထမဦးဆုံးအိန္ဒိယလူမျိုးအကြောင်းသိပြီးကြပြီလားဟုတ်ပါတယ်ပြီးခဲ့တဲ့ February 20ရက်နေ့တုန်းကအမေရိကန်ပြည်ထောင်စုဗဟိုစုံစမ်းစစ်ဆေးရေးဌာန FBI ရဲ့ Trader နေရာမှာတဝန်ယူမဲ့သူတအုပ်ကိုခန့်ခဲ့ပါတယ်သူကအမေရိကန်မှာပထမဦးဆုံး FBI Trader ဖြစ်လာတဲ့အိန္ဒိယလူမျိုးတအုပ်ဖြစ်ပြီးတော့ Donald Trump ရဲ့ဘက်တော်သားဆိုပြီးတော့ဝေဖန်မှုများစွာကိုရင်ဆိုင်နေရတဲ့သူလည်းဖြစ်ပါတယ်ဒါဆိုရင် तू ကဘယ်သူလဲ ဘလို့ထူးခြားချက်တွေရှိနေလို့ trend ကတော့ထောက်ခံပေးခဲ့ရတာလဲသူရဲ့နာမည်ကတော့ cash petel လို့ခေါ်ပြီးတော့ သူက FBI မှာပထမဦးဆုံး traitor ဖြစ်လာတဲ့အိန္ဒိယလူမျိုးတစ်ယောက်ပါဖေဗူရီလအတွင်းမှာပဲချက်စင်းဆိုသလို FBI traitor ဖြစ်လာဖို့အတွက်ကြားနာမှုမှာဂျူရီလူကြီးတွေရဲ့မိကွန်းကိုတုတ်ပြန်ခဲ့တဲ့ Cashpeter ရဲ့ပုံရိပ်တွေကလူကြိုက်များလာခဲ့ပါတယ်။ Cashpeter ကအခုသူတာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ FBI traitor ရာရူးမတိုင်ခင်မှာပြည်သူရှေ့နေတဲ့ Federal အစိုးရရှေ့နေအဖြစ်လောက်ကိုင်းခဲ့ပြီးတရားရေးဌာနရဲ့အမျိုးသားလူကြိုက်ရင်ဌာနခွဲမှာလည်းအလုံးလုခဲ့တဲ့သူတစ်ယောက်ပါ။ အခုချိန်မှာတော့ Cashback Day ရဲ့အသက်က55နှစ်ရှိနေပြီဖြစ်ပြီးတော့သူ့ရဲ့နာမည်အရင်းကတော့ Cashback Promote ဖတ်တယ်ပဲဖြစ်ပါတယ်။သူကအိန္ဒိယမျိုးရိုးကဆင်းသက်လာပေမဲ့အမေရိကန်နိုင်ငံမှာမွေးဖွားခဲ့တာကြောင့်သူ့ရဲ့လူမျိုးကတော့အမေရိကန်လူမျိုးလိုပဲဖော်ပြထားတာကိုတွေ့ရပါတယ်။ပြီးတော့ပတ်တင်ငယ်ငယ်တုန်းကအမေရိကန်နိုင်ငံ Long Island မှာပညာသင်ကြားခဲ့တာပါ။ FBI Director တယောက်ဖြစ်မလာခင်မှာတရားဥပဒေဆိုင်ရာနယ်ပယ်မှာလုပ်ခဲ့တဲ့သူဆိုတော့ University of Richmond မှာနိုင်ငံရေးနဲ့ဆိုင်တဲ့မှုခင်းဆိုင်ရာတရားမျှတမှုနဲ့ တမိုင်းပွဲနဲ့ဂျာမေးခဲ့သူတဦးပဲဖြစ်ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့2024ရွေးကောက်ပွဲနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ဒေါ်နယ်ထရန့်ကလက်ရှိ FBI ရဲ့ထရိုင်ဒါယာရူးကိုထမ်းဆောင်နေတဲ့ခရစ်စတိုဖာအီရီကိုယာရူးကနေဖြုတ်ချပြီးတော့ကက်စပယ်တယ်ကိုဒရိုက်တာနေရာမှာတာဝန်ယူခိုင်းမယ်လို့ထရန့်ကကြေညာခဲ့ပြီးတော့တကယ်လဲကက်စပယ်တယ်က2025ခုနှစ်မှာ FBI ရဲ့ထရိုင်ဒါတဦးဖြစ်လာခဲ့ပါတယ်။ဒါဆိုရင်ဒေါ်နယ်ထရန့်ကသူ့ကိုဘာကြောင့်သဘောကျရတာလဲ။သူ့မှာဘလို့ထူးခြားချက်တွေရှိနေလို့လဲ။ပြောရမယ်ဆိုရင်တော့ပယ်တယ်က ထရမ့်ပေါ်မှာအလွန်တစ္ဆာရှိပြီးတော့ဝါရှင်တန်မှာဖွင့်စည်းထားတဲ့ဖွင့်စည်းပုံအာဏာကိုထရမ့်နဲ့အတူပြောင်းလဲမယ်လို့ကြေညာတစ္ဆာပြုထားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။မျက်စိရဲ့မြင်အောင်ပြောရမယ်ဆိုရင်တော့ဒီအချက်တွေကပဲ Cashback ရဲ့တစ္ဆာရှိမှုတွေနိုင်ငံရေးအပေါ်တွက်ကြမှုတွေကိုထင်ရှားစေပြီးတော့ထရမ့်ရဲ့မျက်စိကျခြင်းကိုရရှိခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါအပြင်ပတ်တရဲ့မတူညီတဲ့ယာရူပေါင်းစုံမှာလုတ်ခဲ့ပူးတဲ့အတွေ့အကြုံတွေကလည်းသူ့ရဲ့ FBI Twitter ဆိုတဲ့ယာရူကိုတာဝန်ထမ်းဆောင်မှုအတွက်တွန်းပို့ပေးခဲ့တဲ့အရာဆိုရင်လည်းမှားမယ်မထင်ပါဘူး cash buyer ရဲ့တင်ရှားတဲ့လောက်ရည်တွေထဲမှာနာမည်ကြီးတာတွေကတကူနှစ်ခုမဟုတ်ပေမဲ့အဲ့ဒါတွေထဲမှာမှ Trent Russia စုံစမ်းစစ်ဆေးရေးမှုမှာ FBI ရဲ့တရားမဝင်လုံဆောင်ချက်တွေကိုစွပ်စွဲခဲ့တဲ့အစီရင်ခံစာရေးသားခဲ့တာကလည်းခြံထားခဲ့လို့မရတဲ့အချက်တစ်ခုပါအဲ့အပြင်ပတေက2019 2020ခုနှစ်တွေမှာ Trump ရဲ့အကြမ်းဖက်မှုတိုက်ခိုက်ရေးမစ်ရှင်ကိုဦးဆောင်ခဲ့ပြီးတော့ El Qaeda နဲ့ ISIS ခေါင်းဆောင်တွေကိုဖယ်ရှားတဲ့အချိန်မှာလည်းပေါဝင်ခဲ့တာမျိုးတွေလုပ်ခဲ့တဲ့အပြင်တခြားအများကြီးလက်ရှိနေပါသေးတယ် ဒီလိုအချက်တွေကြောင့်2025ခုနှစ်ဒေါ်နယ်ထရန့်သမရဖြစ်ပြီးရဲ့နောက်ပိုင်းမှာတော့ပြောထားခဲ့တဲ့အတိုင်းပတ်တယ်သမရဖြစ်လာခဲ့ပေမဲ့သူ့ကိုသဘောမကျတဲ့သူတွေကလည်းတော်တော်လေးကိုများပါတယ်။ဘလောက်တောင်စတင်ကြလဲဆိုရင်တော့အမေရိကန်နိုင်ငံတော်ကောင်စီကမဲပေးတဲ့လူကြီး52ယောက်မှာ58ယောက်ကစန့်ကျင်မဲ့ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီနေရာမှာစဉ်းစားချက်တစ်ခုရှိတာကဘာကြောင့်ကောင်စီအဖွဲ့ဝင်လူကြီးတွေအကုန်လုံးဒီဘက်ကစန့်ကျင်မဲ့ပေးခဲ့ကြတာလဲဆိုတာပါ။ကျမရဲ့လေ့လာချက်အရကတော့ ခုလိုကောင်းစီအဖွဲ့ဝင်လူကြီးတွေစမ်းကျင်မဲ့ပေးခြင်းခံရတာကအစပိုင်းမှာ Trump နဲ့အတူလုပ်မယ်လို့ပြောထားခဲ့တဲ့နိုင်ငံရေးလှုပ်ရှားမှု Trump နဲ့ရင်းနှီးမှုအပြင်သူ့ရဲ့တခြားနိုင်ငံရေးသဘောထားတွေကြောင့် FBI ရဲ့ခေါင်းဆောင်တရားမဖြစ်သင့်ဘူးလို့တမက်ခံခဲ့ရလို့သိရပါဗါးအခုနားထောင်နေကြတဲ့လူတွေရောဒီကြောင့်နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မိကြလဲနိုင်ငံတော်ကောင်စီရဲ့လူကြီးတွေသဘောမတူရတဲ့အခြားအကြောင်းရင်းများရှိနေနိုင်မလားဒီအကြောင်းကိုပြောရမယ်ဆိုရင်တော့ Cash Payday ရဲ့အငင်းပွားစရာကောင်းတဲ့သတင်းစိုးတွေကိုလည်းခြံထားခဲ့လို့မရပါဘူးပထမဆုံးတစ်ခုကတော့ deep ใจနဲ့ပတ်သက်ပြီး cash budget ဖြစ်စေခဲ့တဲ့ကောလာဟာလာတစ်ခုပါဒါကတော့ပတ်တဲ့ကအနေအောင်အစိုးရအဖွဲ့ရဲ့အဖွဲ့ဝင်တွေလို့သတ်မှတ်လို့ရတဲ့ရန်သူအယောက်60ရဲ့နာမည်စင်းတွေကိုဖော်ထုတ်ခဲ့ပြီးတော့ဒီစင်းထဲမှာအစိုးရရရှိ journalist တွေနဲ့ဤပညာခေါင်းဆောင်တွေတော်တော်လေးပါဝင်နေတာကိုတွေ့ရပါတယ်။ပြီးရင်ဒီအဖွဲ့တွေကအကျင့်ပြတ်ချစားမှုနဲ့ရွေးကောက်ပွဲဝင်ရောက်ဆွဖက်မှုတွေရှိနေတယ်ဆိုပြီးတော့လည်းပတ်တဲ့ကဆွဆွဲထားခဲ့တာပဲဖြစ်ပါတယ်။ပတ်တဲ့ကဒီလိုဆွဆွဲတာတွေမဟုတ်ဘဲနဲ့နောက်ပိုင်းမှာ FDA ရဲ့ထောက်လှမ်းလုပ်ငန်းတွေကိုပါပြောင်းလဲဖို့လုပ်ခဲ့တာကြောင့်သူ့ကိုအများစုကတော့နိုင်ငံအတွက်လုပ်တဲ့သူမဟုတ်ဘဲနဲ့ Trump အတွက်ပဲအလုပ်လုပ်ပေးတဲ့ Trump ရဲ့ဘက်တော်သားဆိုပြီးတော့ဝေဖန်ကြတာမျိုးတွေလည်းရှိပါသေးတယ်။ဒါကြောင့်ပတ်တဲကို Deputy National Security Advisor Charles Kapperman ကသူ့ FBI ရဲ့ Traitor ဖြစ်လာမယ်ဆိုရင်တော့ဒါကတကယ်ကိုထိတ်လန့်စရာတစ်ခုပဲဆိုပြီးပြောထားမှုသေးပါတယ်။အဲ့ဒါအပြင် US Senate Democratic Whip Dis Darwin အဖွဲ့ဝင်တွေက ကက်ချ်ပယ်တဲကအလွန်အကျွံတစ္ဆာရှိသူတဦးဖြစ်ပြီးသူကကျွန်တော်တို့နိုင်ငံကိုပုံမအနေရရှိအောင်ဖြစ်စေမှာပါသူကဒေါ်နယ်ထရန့်တဦးတည်းကိုပဲတစ္ဆာလိုက်လာတယ်သူ့ကိုသဘောမတူသူတိုင်းကိုခြံသူလို့သတ်မှတ်ပြောဆိုပြီးအမြဲမကျေနပ်မှုတွေကိုဖော်ပြနေတတ်တယ်ဒီလိုလူမျိုးကတော့ဥပဒေအပေါ်မျက်နှာမဖုံးပဲတရားမျှတစွာခေါင်းဆောင်နိုင်မဲ့ FBI အကြီးအကဲတဦးမဖြစ်သင့်လာဘူးဆိုပြီးတော့စာထုတ်ခဲ့ပါတယ်ဒီလိုမျိုးပဲနောက်ထပ်အငင်းပွားစရာသတင်းတစ်ခုကတော့ထရန့်ရဲ့မားအလာကိုစာရဲစာရဲနဲ့ပတ်သက်တဲ့အကြောင်းပဲဖြစ်ပါတယ် စကားမဆက်အခုလိုမျိုးနိုင်ငံတကာကနိုင်ငံရေးလူမှုရေးစီးပွားရေးအပြင်တခြားနိုင်ငံတွေနဲ့ပတ်သက်တဲ့အကြောင်းတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ Channel application ထဲမှာအများကြီးသွားရောက်ဖတ်ရှုလို့ရပါတယ်ကျွန်တော် application ဆိုတာကနိုင်ငံတကာကကမ္ဘာကျော်စာရေးဆရာတွေအစာအုပ်ပေါင်း600ချက်ကိုမြန်မာဘာသာပြန်ထားပေးပြီးတော့အတန်နဲ့ရောစာနဲ့ပါဖတ်ရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော် application ထဲမှာအနည်းချက်သွားရောက်ဖတ်ရှုနားဆင်လို့ရပြီဖြစ်ကြောင်းသတင်းကောက်ပါလိုက်ပါတယ်ရှင် အနေချုံနဲ့အားမရလို့အစာဆုံးဖတ်ချင်နေဆိုရင်လေ Fourier ကိုအနေနဲ့အစာဆုံးသောဟောက်လို့ရနေရကြောင်းအခုပဲ Play Store နဲ့ App Store မှာ download သွားဆွဲလိုက်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်ရှင်ဗီဒီယိုကိုပြန်ဆက်ရမယ်ဆိုရင်တော့ Cash Payday က2022ခုနှစ်မှာ Donald Trump ရဲ့မားလကိုအင်ယာမှာရှိတဲ့အမျိုးသားလုံခြုံရေးဆိုင်ရာလူဝဲဆိုင်ရဲ့စာရဲများမဖွဲမရကင်တယ်မှုနဲ့ပတ်သက်ပြီး FBI ရဲ့အစစ်အမှန်ကြီးခံရတာပဲဖြစ်ပါတယ် FBI က Trump ရဲ့အင်ယာမှာ အစင်းမြင့်လျှော့ဆာရဲစာရန်300ချက်ကိုတင်ဆက်ရမိခဲ့ပြီးတော့ပတ်တဲကိုအဲ့ဒီဆာရဲစာရန်တွေကိုတင်ဆက်ထားမှုနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။ဒီချက်တွေကထရန့်ကိုဆွဆဲထားတဲ့တရားမဝင်တင်ဆက်မှုနဲ့စုံစမ်းစစ်ဆေးမှုကိုဟန်တားဖို့အတွက်ကျိုးပတ်မှုတွေနဲ့ဆက်ဆက်နေရဆိုတဲ့အကြောင်းတွေက Cashback ရဲ့နောက်ထပ်အငင်းပွားစရာတွေကတစ်ခုပဲဖြစ်ပါတယ်။အရာတွေထဲမှာမှနာမည်အကြီးဆုံးအငင်းပွားစရာတစ်ခုကတော့ Cashback ကသူ့ရဲ့ Cash Foundation ကနေတဆင့် January 6ရက်နေ့က ကွန်ကရစ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ပူပေါင်းကြံစည်မှုတွေမှာရန်ကုန်ငွေထောက်ပံ့ပေးခဲ့တယ်ဆိုပြီးတော့ဒီမိုကရက်များကဝေဖန်ခဲ့တာပါဒီဖြစ်မှာပါဝင်တဲ့သူတွေကိုဥပဒေရေးရကုံကြားစိတ်များကို ထောက်ပံ့ပေးခဲ့ပြီးတော့ပက်တယ်ကသူတို့ကိုနိုင်ငံရေးအကျဉ်းသားတွေလိုနာမည်တက်ခဲ့တာကြောင့်သူတို့ရဲ့လုပ်ရက်တွေကိုထောက်ခံနေဆိုပြီးတော့လည်းထောက်ပြခံခဲ့ရတာပဲဖြစ်ပါတယ်။ဆိုတော့အခုတခါဗီဒီယိုထဲမှာ Cash Petel နဲ့ပတ်သက်တဲ့ဘဝအကြောင်း FBI Trader မဖြစ်ခင်သူဖြတ်တန်းခဲ့တဲ့အလုပ်အကိုင်းတွေနဲ့ Countering စိုးတဲ့တွေအကြောင်းကိုပြပြပေးထားတာပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အခုနားထောင်နေတဲ့သူတွေရော Cash Buddy ကတကယ်ပဲ FBI ရဲ့ Driver Yaru နဲ့ထိုက်တန်နေသူလားဒါမှမဟုတ်နိုင်ငံတော်ကောင်စီကလူတွေပြောသလိုပဲ Truck အတွက်အလုံးလုံးပေးနေရဲ့ဘက်တော်သားလားကိုယ့်ရဲ့ထင်မြင်ချက်တွေကိုကွန်မန့်မှာမျှဝေပေးသားနိုင်ပါတယ်ရှင် Cash Thank you Thank you Cash ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။